ါရှင်မန္တလေးခေတ္တ channel နဲ့ပြန်လည်ကြဆွန်လိုက်ပါရှင်ကျမတို့ channel ကလေးနောက်ဆွေးနွေးတဲ့များကိုစားတက်တက်ဆက်ပြီးတော့မှဖြစ်ပါရရှင်ပီတူတွေကိုနေ့စဉ်နဲ့မျှဘုံကျက်တက်ဖြတ်နေတဲ့နေရာတွေမှာအထူးအရေးပါဆုံးလေးတက်စခန်းကြီးရှမ်းတန်းလေးတက်ကိုအေးအေးနဲ့မဟာမိတ်ကျောင်းရင်အဖွဲ့ကတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ် ေးစိတ်အခြေအနေကိုချက်မှတ်ထုတ်ပြန်ပေးဖို့ရှိနေတယ်လို့သိရပြီးနည်းမြေရှင်းလင်းရေးလုံးနေတယ်လို့လည်းဆိုထားပါတယ်။တချို့သတင်းတွေအရစကောင်းစီဖက်အထင်အားပြီးလေယာဉ်မှုတွေအပောင်းဝင်လေယာဉ်ပျက်စီးမှုတွေပါရှိနေကြောင်းသိရပါတယ်။ရေဂျန်နယ်ရေမှာတိုင်းတန်းတဲ့ကိုင်းတွေအပောင်းဝင် energy ဖက်ကလည်းစကောင်းစီကိုအနိုင်တိုက်ဖို့ဆိုရင်အဓိကအားသာချက်ဖြစ်နေတယ်။လေယာဉ်ကိုဖြိုခွင်းနိုင်ဖို့လိုကြောင်းလက်ခံချခဲ့ကြတာဖြစ်ပါတယ်။တော်ရည်စတင်ကြတဲ့ကပြပကလေးလေးပြင်းနေတဲ့တွေ့အသေးခံသူတို့နဲ့လေးရင်တွေကိုပြစ်ခတ်မှုတွေရှိခဲ့ပြီး စကောင်းစီရဲ့လေရင်ပြည့်စည်မှုတွေလည်းရှိခဲ့တယ်လို့လေရင်ကွင်းကိုအသေးခံသရုပ်တွေခမိခါစေသရုပ်တွေနဲ့တိုက်ခိုက်မှုတွေလည်းရှိလို့နေခံရတဲ့ဖြစ်ပါရင်း အခုတခါမှဆိုရင်လည်းဒီဘဲရင်စပြချင်းရွာကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြစ်စတိုက်ပုံကျဲမှုမိသူများထိခိုက်ဒဏ်ရာရှိခဲ့ပြီးဒဏ်ရာပြင်းထန်သူများပါဝင်တွေကနေအိမ်များနဲ့မီးလောင်နေကြောင်းသိရှိရပါတယ်။စကိုင်းတိုင်းဒီဘဲရင်မြို့နယ်စပြချင်းချင်းရွာကိုအကြမ်းဖက်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလင်းရင်ဖြစ်စတိုက်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းကြောင်းမိသူများထိခိုက်ဒဏ်ရာရှိခဲ့ပြီးဒဏ်ရာပြင်းထန်သူများပါဝင်ကနေအိမ်များနဲ့မီးလောင်နေကြောင်းဒီဘဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကရှမ်းခရတဲ့တရင်ဌာနထပ်တို့ပြောဆို ထားပါတယ်။နိုဝင်ဘာလ30ရက်နေ့မော်လယ်3:20မိနစ်ခန့်တွင်ဒီဘေးရင်မြင်းနယ်ဆပြားချင်းရွာကိုအချင်းပစ်စတက်ကတပ်ပွဲဖြစ်ပွားခြင်းမရှိဘဲတန်လျင်ဖြင့်၃ချင်းပြစ်ခတ်တိုက်ခတ်ခဲ့ကြောင်းသိရပါတယ်။အချင်းပစ်စတက်ရဲ့လေးချောင်းတိုက်ခတ်မှုအတွင်းပြည်သူများထိခိုက်မှုရှိခဲ့ပြီးအရေးအတွက်ကိုအတည်ပြုနိုင်ခြင်းမရှိတဲ့ကြောင်းသူပြင်းနေအင်းများလည်းထိခိုက်ပျက်စီးမှုရှိခဲ့ကြောင်းသိရှိရပါတယ်။ ပြည်သူတွေထိခိုက်ဒဏ်ရာရတာမျိုးရှိပါတယ်ရွာထဲကျလို့တိထားပါတယ်ထိခိုက်မှုအသေးစိတ်ကိုတော့မပြောနိုင်သေးပါဘူးပြည်သူတွေဘယ်နှဦးထိခိုက်ဒဏ်ရာရလဲဆိုတာအရေးတက်ကိုတော့အတိမပြုတ်နိုင်သေးတာပါမြေပြင်မှာလည်းကစဲရည်လုံးဆောင်နေတော့လို့ရှုပ်ထွေးနေပါတယ်လေချောင်းကလည်းဆက်တိုက်နေဆက်တိုက်တက်နေဆဲပဲဖြစ်ပါရယ်နေအိမ်ပြည့်စည်တဲ့မျိုးလည်းရှိပါတယ်မြေပြင်ကအဖွဲ့စည်းတွေအားလုံးစူးစမ်းနေဆဲပါတုံးချင်တီတီဂျက်ဖိုင်တာနဲ့ပြစ်ထားပါလို့ဒီပဲရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုထားပါတယ်သူပြင်လေချောင်းတက်ခတ်သွားပြီးနောက်ညနေ6:00ခန့်တွင်ဒီပဲရင်မြို့နယ်စပြား ချင်းကျွရောက်ကိုအကျန်းပစ်စတက်ကလေးရင်ပြေပေါင်900ပုံလေးလုံးစက်တိုက်ပစ်ချတိုက်ခတ်သွားခဲ့ကြအောင်အကျန်းပစ်စတက်ရဲ့လေးချောင်းတိုက်ခတ်မှုအတွင်းတိုက်ခတ်ဒဏ်ရာရှိသူများရှိနေပြီးဒဏ်ရာအခြေအနေဆိုရင်သူများလည်းပေါင်ဝင်ကလက်ရှိအခြေတွင်ချင်းအတွင်းရှိနေအိမ်များမီးလောင်နေကြောင်းသိရှိရပါတယ် အလားတူအော်တိုဘလ25ရက်ကလည်းဒီပင်ရင်မြို့နယ်ဗုဒ္ဓန်းရွာကိုအချမ်းပစစ်တပ်ကဂျက်ဖိုင်တပ်ဖြင့်ပုံနှချင်းချဲချတိုက်ခိုက်ခဲ့ကြောင်းဒီပင်ရင်မြို့နယ်အထွေရှိပြည်သူများအနေဖြင့်လေးချောင်းအနည်းရဲ့အထုအသည့်တတိရှိရန်ဒီပင်ရင်မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကလည်းအသိပေးနှိုးဆော်ထားကြောင်းသိရှိရပါသည်။ဆက်လက်ပြီးတော့ ဝိုင်းဝိုင်းကက်ကွက်ဒါခံရတဲ့ရွေးကောက်ပွဲမှုတ်ချအောင်မြင်ရမယ်လို့စိုးစုကကြွေးကြော်ထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်မြန်မာလူထုနဲ့တော်လိုင်းရင်အစုရဲ့အပါဝဲနိုင်ငံတကာကပါဝိုင်းဝိုင်းကက်ကွက်တာခံရပေမယ့်အာနာသိစိုးစုကတော့ရွေးကောက်ပွဲမှုတ်ချအောင်မြင်ရမယ်လို့ကြွေးကြော်ပြောဆိုသွားခဲ့ပါရယ် ရမနေ့ညစကောမရှိပြောခွရဘိုးချိုးစုံမထွက်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးထုတ်ပြန်ပြောဆိုချက်ပြီးမှယခုလိုအဆုံးသတ်စကားပြောဆိုသွားခဲ့တာဖြစ်ပါရယ်။တိုင်းတပါးနိုင်ငံများရဲ့ဩဇာအာဏာနဲ့မိတိဝင်ရောက်ဆွဖဲမှုကိုမှကျွန်တော်တို့နိုင်ငံရဲ့ရွေးကောက်ပွဲအောင်မြင်အောင်ကျင်းပရေးခီးလန်းကိုပြက်ပြန့်အောင်ပြောင်းလဲအောင်လုပ်လို့မရဘူးဆိုတာကိုရှင်းရှင်းလင်းလင်းပြောကြားလိုပါတယ်လို့ပြောဆိုခဲ့တာဖြစ်ပါရယ်။ရုရှားနိုင်ငံနဲ့တရုတ်နိုင်ငံတို့ရဲ့အထောက်ခံမှုနဲ့ပတ်သက်လို့လည်းမိတ်ဖက်နိုင်ငံတို့ရဲ့အထောက်ခံမှုအခိုင်အမာရရှိထားတယ်လို့ညွှန်ပြောဆိုသွားခဲ့ပါသေးတယ်။ ပြီးခဲ့တဲ့48ကြိမ်မြောက်အာဆီယံအစည်းအဝေးမှာတော့စကောမရှင်ရဲ့ရွေးကောက်ပွဲကိုအာဆီယံအဆင့်ဆုံးချိန်လေးလာရေးအဖွဲ့ဆေးလုပ်ဖို့ကိစ္စသဘောမတူခဲ့သလိုရွေးကောက်ပွဲကျင်းပဖို့အချိန်အခါမဟုတ်ကြောင်းလည်းသဘောထားမှတ်ချက်ပေးခဲ့ကြပါတယ်။ ဒေသနိုင်ငံကလည်း2020ရွေးကောက်ပွဲကျင်းပမှု9နှစ်ပြည့်မြောက်တဲ့နိုဝင်ဘာလ10ရက်နေ့မှာစကွန်ရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးပွင့်လင်းမြင်သာမှုလွတ်လပ်မှုတွေအများကယုံကြည်လက်ခံနိုင်မှုစတဲ့စံနှုန်းတွေနဲ့မပြည့်မီဘူးလို့သဘောထားကိုတရားဝင်ထုတ်ပြောလာခဲ့ပါတယ်။ဒါပြင်ဥရောပသမဂ္ဂကုလသမဂ္ဂအပေါင်းအနောက်နိုင်ငံတချို့ကလည်းပြီးခဲ့တဲ့အောက်တိုဘာလကလေးကစကွန်ရှင်ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလက်မခံကြောင်းသဘောထားမှတ်ချက်တွေပေးခဲ့ပါသေးတယ်။စကွန်ရှင်ဟာလည်းလာမယ့်ဒီဇင်ဘာလအကုန်မှာရွေးကောက်ပွဲအပိုင်းတစ်လာမယ့်2026ခုနှစ်ဇန်နဝါရီလတော့မှရွေးကောက် ွက်အပိုင်းနှစ်ကိုပြုလုပ်မှဖြစ်ကြောင်းကြေညာထားတာဖြစ်ပါရယ်။ဒါပေမဲ့လက်ရှိအခြေအနေမြန်မာလူထုကတော့ရွေးကောက်ပွဲအပေါ်စိတ်ဝင်စားမှုနဲ့ပါနေတဲ့အတွက်စစ်ကောင်မရှင်ဟာရွေးကောက်ပွဲဝါရဖြန့်လုပ်ငန်းကိုအသိအကျပ်ဖိအားပေးတဲ့နိဒန်းတွေနဲ့ဆက်တိုက်လုံဆောင်နေသလိုတစ်ဖက်မှာရွေးကောက်ပွဲအပေါ်ဝေဖန်နေတဲ့သူကလည်းဖမ်းဆီးနေတာဖြစ်ပါရယ်။ကျွန်နေရာစုတွေကတော့ဒီရွေးကောက်ပွဲဟာအတူရွေးကောက်ပွဲဖြစ်လို့ဝိုင်းဝန်းကန့်ကွက်ချက်ကိုပြောဆိုနေကြတာလည်းဖြစ်ပါရယ်။ ဆက်လက်ပြီးတော့ KIO KIA နဲ့အကျန်းဖက်စစ်တပ်အကြအပြည့်ရဲ့ရွှေနှွေးရရှိနေတဲ့ဆိုတဲ့သတင်းများကိုဗိုလ်မှူးကြီးနော်ဘွတ်ရင်းဆိုထားတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ကချင်းပြည်နယ်တွင်မြို့နယ်အများစုကိုတိုက်ခိုက်သိမ်းပိုက်လျက်ရှိနေတဲ့ KIO KIA နဲ့အကျန်းဖက်စစ်တပ်အကြအပြည့်ရဲ့ရွှေနှွေးရရှိနေတဲ့ဆိုတဲ့သတင်းများကို KIO KIA ပြောရင်းဆိုခွင့်ရှိသူဗိုလ်မှူးကြီးနော်ဘွတ်ကညင်းဆိုလိုက်ပါရယ်။ ရှမနီရန်ကုန်ကိတဲ့တရင်ချာနာက KIWKAA ပြောရဲဆိုကရှိတို့ဘိုမူဂျီနိုဘူကိုတည်တံဆက်တွဲမင်းများစဉ်ဘိုမူဂျီနိုဘူကရင်းရဲ့တို့ဖြစ်ဆုခဲ့ခြင်းဖြစ်ပါရယ်အကျန်းပဲဆီလော်ပီများနဲ့စစ်တပ်တာဝန်ကအော်တိုဘလာလှတောင်းပိုင်းမှာဆာ၍ KIWKAA နဲ့အကျန်းပဲစစ်တပ်တို့အကြားအပြည့်ရဲ့ရေတရုတ်နိုင်ငံရဲ့ကမ္ဘာကချပြုမှုဖြင့်တွေ့ဆုံဆွေးနွေးရဲ့လှုပ်ဆောင်နေပြီဖြစ်ကြောင်းနေရာကိုရွေးချယ်နေပြီဖြစ်ကြောင်းအဆရှိတဲ့တရင်များကို Telegram Channel များလူမှုကွန်ရက်ကနေတဆင်အလုံးချင်းဖြင့်တစ်ချိန်တည်းတစ်ပြိုင်တည်းအကြီးကျယ်ထုတ်လွှင့်ခဲ့ကြခြင်းဖြစ်ပါရယ်ဆို ပါတရင်းများနဲ့ပတ်သက်၍ရန်ကုန်ခေတ္တတရင်းဌာနကဘုံမွန်ကြီးတို့ဘုကမေးမြန်းရာတွင်၎င်းကကျွန်တော်အနေနဲ့အထွေထူပြောဆရာမရှိပါဘူးကျွန်တော်တို့ဘုကောမဒီကလည်းဆွေးနွေးပွဲဆိုရနဲ့ပတ်သက်လို့ညွှန်ကြားတာမျိုးလည်းမရှိပါဘူးတွေးဆဆွေးနွေးပွဲလုပ်နေတယ်လို့ကျွန်တော်ကြားလည်းမကြားပါဘူးလို့ပြန်လည်းဖြေဆိုထားခင်တာဖြစ်ပါရဲ့ ။လက်ရှိတွင် KIA နှင့်စစ်တပ်အကြားဘန်မော်မြို့နယ်ဖားကန်မြို့နယ်အပါအဝင်ကချင်ပြည်နယ်အကျဉ်းမြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွားလျက်ရှိနေပြီးအထူးသဖြင့်ဘန်မော်တပ်ပွဲမှလည်းနှိမ့်စင်ဖြစ်ပွားလျက်ရှိနေဆဲဖြစ်ကြောင်း KIA တရင်းမြစ်ခြံကနေတရှိရပါသည်။ဆက်လက်ပြီးတော့ရေးမြို့နယ်ကျောင်းရွာကျေးရွာတွင်တိုက်ပွဲဖြစ်ပွားပြီးစစ်တပ်ရဲ့ခမာရ961တရင်းအရာရှိလိုက်ခန်းကိုရေးဘလူးအဖွဲ့က RPG ဖြင့်ပြစ်ခတ်တိုက်ခိုက်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးမှာဖြစ်ပါရယ်။ မွန်ပြည်နယ်ရေမြွနယ်ကျောင်းရကျင်းရွာတွင်တပ်ပွဲဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်တပ်ရဲ့ခမရ962တရင်အရာရှိလှိုင်းခန့်ကိုရေဘလူးအဖွဲ့က RPG ဖြင့်ပစ်ခတ်တိုက်ခတ်ခဲ့ကြောင်းရေဘလူးအဖွဲ့တရင်မှုကရန်ခက်တဲ့ဌာနချုပ်ပြောဆိုချပါတယ်။နိုဝင်ဘာလ30ရက်မွန်လနနာ25မိနစ်ခန့်တွင်ရေမြွနယ်ကျောင်းရကျင်းရွာရှိအကြမ်းဖက်စစ်တပ်ရဲ့ကင်းပုံးနဲ့ရေဘလူးအဖွဲ့တို့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်းသူတို့တိုက်ပွဲဖြစ်ပွားခဲ့ပြီးနောက်ရေဘလူးအဖွဲ့ကခမရ962တရင်အတွင်းရှိအရာရှိလှိုင်းခန့်ကိုအာပီဂျီဖြင့်ပြစ်ခတ်တိုက်ခိုက်ခြင်းဖြစ်ကြောင်းသိရပါတယ် ထို့တိုက်ခိုက်မှုများအတွင်းအကြံဖက်စကောင်စီဖက်ကနေထိခိုက်မှုရှိနိုင်ပြီးအရေးအတွက်ကိုအတိပြုနိုင်ခြင်းမရှိတဲ့ကြောင်းတိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက်ကျော်ရေးရဲဘော်များထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရှိရပါသည် ကျွန်တော်တို့ဒီနေ့နေ့25မိနစ်လောက်မှာကြောင်းရွတ်တင်းရောင်မှာရှိတဲ့စကောင်းစရဲကင်ပုံလာထတဲ့ရေစင်ကုန်းကိုကင်ပုံရှင်းရင်းနဲ့ရှောက်သွားပါတယ်ရေစင်ကုန်းကကြောင်းရောင်မှာဆိုရင်တော့အမြင့်ဆုံးကုန်းလည်းဖြစ်ပါတယ်ကြောင်းရွတ်တရာလို့ရေးပေးတဲ့ရေစင်ကုန်းပေါ့ဒီရေစင်ကုန်းကိုကျွန်တော်တို့ရထားတော့စကောင်းစစ်တရဲကအနိုင်ပိုင်းဖြစ်နေတာပေါ့ကျွန်တော်တို့စကောင်းစစ်အညာရှိလိုက်ခန်းကို RPG ထွန်းနိုင်ခဲ့ပါတယ်စကောင်းစစ်ဖက်ကလည်းပြန်လည်းပြစ်ခတ်တာမျိုးရှိသွားတော့တိုက်ပွဲအနေငယ်ဖြစ်သွားခဲ့ပါတယ်တိုက်ပွဲတမ်းမြင့်တဲ့အချိန်ကတော့မိနစ်20လောက်ဖြစ်မဲ့အထူးခံရှိပဲကျွန်တော်တို့ပြန်လည်းဆုပ် ခွန်လိုက်ခဲ့ပါတယ်လို့ရေဘလူးအဖွဲ့တရင်မှုက ပြောဆိုခဲ့တာဖြစ်ပါတယ်။ထို့သောတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီးနောက်အကြံပေးစတဲ့ကနည်းနည်းချင်းများဖြင့်လက်ရှိအချင်းချင်းရန်တပ်ပစ်ခတ်နေဆက်ဖြစ်ကြောင်းတော်လင်ရေဘော်များကအထူးကမ်းရှိတက်စကန်ကိုပြန်လည်ရောက်ရှိသွားခဲ့ပြီဖြစ်ကြောင်းသိရှိရပါတယ်။ သူတို့ဘက်ကလည်းလည်းကြည့်ပြစ်ခတ်တာကတော့အတခုညပိုင်းအထိရန်တန်ပြစ်ခတ်မှုတွေရှိပါတယ်။သူတို့ဖက်ချံကထိခိုက်မှုအကြဆုံးမှုကိုအတိအကျအတိမပြုတ်နိုင်ပေမယ့်သူတို့ဖက်ချံမှာထိခိုက်မှုရှိပါတယ်။သူတို့အထင်ရတဲ့အတွက်အခုချိန်ထိပြစ်ခတ်တာမျိုးအခုချိန်ထိရှိနေတော့မှာပဲလို့ရေဘလူးအဖွဲ့တရင်မှုကဆက်လက်ပြောဆိုသွားခဲ့တာပဲဖြစ်ပါရယ်။အာဘီနာဆင်မှုအတွက်အထူးပဲကျေးဇူးတင်ရှိပါတယ်ရှင်။